အားလုံးပဲမင်္ဂလာပါအမအိုဒီနေ့စီနေပဲသုံးပြီးတော့ချက်လို့ရတဲ့ငချင်းရွေချက်ကလေးချက်ပါမယ်။ရင်ဆုံးငါ့ကိုစားစနဲ့အချိုမုတ်တို့နဲ့နှံ့နေအောင်နေထားမယ်။ပြီးရင်တော့အမတို့15မိနစ်လောက်အနည်းဆုံးလေးနှက်ထားပါမယ်။ဒီငချင်းနေရာမှာ အမတို့ငရံ့ငပြင်းမငစင်ရိုင်းစားတဲ့ပေါ့နော်ငါးလေးလေးသုံးလို့ရပါတယ်။ခိုင်းလို့ပဲအမတို့ကျွတ်အဖြူကြီးမြုပ်သီးအစိမ့်မုံထောင်းပါမယ်။ ဒီနေရာမှာကိုကအနှစ်မြမြစားခြင်းလို့ရှိရင်တော့ကျက်တုံအနီကိုမြမြထည့်နိုင်ပါတယ်။ကျက်တုံအနီစားခရမ်းကျင်သီးလေးကိုလည်းအသုံးပြုလို့ရပါတယ်။ဒီနေရာတော့အမခရမ်းကျင်သီးလေးကုံသွားလို့ပေါ့နော်။ကျက်တုံအနီလေးပဲမြမြအသုံးထားပါတယ်။မြူတီထောင်းတဲ့ချိန်မှာအမတို့အရင်ညက်ဆရာမလို့ပါဘူး။လေးချမ်းခွဲရင်ရပါပြီ။ပြီးရင်တော့အမတို့ဟင်းအိုးလေးစားတယ်ပဲ။ပိုးပူလာတဲ့ချိန်မှာအမတို့စီထမင်းစားသုံးစွန်းလောက်ထည့်မယ်။ ပြီးရင်တော့ခုနထောင်းထားတဲ့ဟာလေးထည့်ပြီးတော့စနေမုံလေးထည့်ပြီးတော့တေချာလေးအပေါ်နဲ့အောင်နှံ့နေအောင်စည်းတက်ပေးပါမယ်။ဒီနေရာမှာကိုကကတ်တဲ့အိုးသုံးလို့ရှိရင်တော့သတိထားပါ။အမားတို့ကစီနေနေပဲသုံးထားတဲ့အတွက်ကိုအိုးကတ်နိုင်ပါတယ်။ ပြီးရင်ဒီလိုမျိုးစီတက်ချိန်ကြလို့ရှိရင်လည်းကိုယ်ကစီနေနေပဲသုံးထားရတဲ့အတွက်စိတ်ရှိရှိနဲ့မီးအေးနဲ့ကြကြလေးစီတက်ပေးရပါတယ်။မမတို့ CEO 6မိနစ်9မိနစ်လောက်တက်ပြီးတော့စီတက်နဲ့လေးမွေးလာရင်ငားလေးတွေထည့်မယ်။ပြီးရင်ငမြာကြီးလေးနဲ့ငယ်အုပ်မယ်။ငမြာကြီးလေးတွေငားလေးတွေနဲ့နှံ့ဝအောင်ပေါ့နော်။အပေါ်နဲ့အောက်လေးမွေးပေးပြီးတော့အဖုံးအုပ်ပြီးတော့အမတို့9မိနစ်လောက်မီးအေးလေးနဲ့တည်ထားပေးပါမယ်။ကြားထဲမှာလည်းအမတို့အပေါ်လေးနဲ့အောက်လေးနဲ့ပေါ့နော်ငါးတုံးလေးကိုအခုလိုမျိုးလှမ်းပေးပါမယ်။ ်မတို့စီတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေလေးမမြုပ်တမြုပ်ထဲပါမယ်ဒီချိန်မှာမတို့မီးလေးတင်လို့ရပါတယ်ပြင်းတော့အမတို့ဟင်းအိုးလေးကိုပုတ်ပွက်ဆူအောင်ထားမယ်။ကြားထဲမှာလည်းအမတို့ငါးတုံးလေးတွေကိုအခုလိုမျိုးအပေါ်နဲ့အောင်လေးလှမ်းပေးပါမယ်နော်။ပြင်းတော့အမတို့ကိုလိုချင်တဲ့ရေအနေထားရောက်လို့ရှိရင်ဟင်းအိုးလေးမြည်ကြည့်ပါမယ်။ဒီချိန်မှာလိုအပ်တဲ့အရာလေးတွေထည့်ပါမယ်။ကိုလိုချင်တဲ့ရေအနေထားရောက်တဲ့အထိဟင်းအိုးလေးကိုဆက်ပြီးတော့တည်ထားပါမယ်။ပြင်းတော့အမတို့နည်းနည်းမျိုးအုပ်ပြီးတော့ဟင်းအိုးချလို့ရပါပြီ။ ကဲဒါဆိုလို့ရှိရင်တော့အမားတို့စီနေနေနဲ့ချက်တယ်ပေါ့နော်ဒီငချင်းရေချိုချက်ကလေးရပါပြီဒါလေးကမှုေးပြီးရောပေါ့နော်စားလို့ကောင်းပါတယ်သူ့အနှစ်ကလေးနဲ့ထမင်းနဲ့ဆန်စားလို့ရှိရင်ပေါ့နော်ငပီလေးနဲ့တူးစားလေးနဲ့ဆိုလို့ရှိရင်အရန်လိုက်ဖတ်ပါတယ်ဒီမှာသတိထားကြတခုကကိုကစီနေနေပဲသုံးထားတဲ့အတွက်ကတ်တက်တဲ့အိုးလေးမှာဆိုရင်တော့တိတ်ပြီးတော့အဆင်မပြေနိုင်ပါဘူးနော်ကတ်တက်တဲ့အိုးလေးမှာဆိုလို့ရှိရင်တော့ BAA လေးကိုထားပြီးတော့ပေါ့စီသက်ပေးရပါမယ်ကဲဒါဆိုလို့ရှိရင်တော့အားလုံးပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်ပြီးတော့မှပြန်တွေ့ပါမယ်။